ဒီနေ့ပြပြပေးခြင်းအကြောင်းအရာလေးကတော့ကျွန်တော်ဒီ SNI brand နဲ့ကမှအတိတ်ရောက်ရှိထားတဲ့နော်ဈေးကွက်ထက်မှလည်းလူသုံးများပြီးတော့ဟော merit အနေနဲ့လူကြိုက်များတဲ့ကျွန်တော်ဒီ SNI ကျွန်တော်အရှိဗီဒီယိုတစ်ပုဒ်မှပြပြထားတယ်280 AH နဲ့ပုံစံတူ AH ပဲအနည်းငယ်กว่าတဲ့205 AH battery လေးအကြောင်းကိုကျွန်တော်ပြပြပေးခြင်းအားဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီ205 AH မှာဆိုရင်ကျွန်တော်တို့သူ့ specification နဲ့ data အချက်လက်တွေအကုန်လုံးကတော့ကျွန်တော်ဒီအရှိဗီဒီယိုမှာကျွန်တော်ပြပြထားတဲ့280 AH နဲ့အဲအတူတူပဲအတူတူနှီးပါပဲပေါ့နော် ဒါပေမဲ့သူ့မှာတခုအတားချက်ကကျွန်တော်ဒီ280 age မှာဆိုရင်သူ့အတွက်ဟောမက်ဆီမန်ချားခြင်းနဲ့ဒီချားခြင်းက200 ampere အထိပေးပြီးတော့ပြီးမက်ဆီမန်ချားခြင်းနဲ့ပြီးမက်ဆီမန်ဒီချားခြင်းကိုသူက220 ampere အထိ30စက္ကန့်ခွပြူရတာပဲမြင်ကျွန်တော်ဒီ205 age မှာတော့ဟောပြီးမက်ဆီမန်ချားခြင်းနဲ့ပြီးမက်ဆီမန်ဒီချားခြင်းကို240 ampere အထိ30စက္ကန့်ခွပြူရတာဖြစ်ပါတယ်အဲမက်ဆီမန်ချားခြင်းနဲ့ဒီချားခြင်းကားရန်းကတော့ကျွန်တော်200 ampere အထိခွပြူထားပေးပြီးတော့ဟော AMI 30နဲ့လာပဲဖြစ်ပါတယ်အဲကျွန်တော်ဒီဘက်ထရီလေးကတော့51.24 205 age ဖြစ်ပြီးတော့ ော် kilowatt hour နည်းနည်းဆိုရင်10.49 kilowatt hour အထိဖြစ်ပြီးတော့ကျွန်တော်တို့ DOD 80ရာခိုင်နှုန်းချက်မျိုးအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့8 kilowatt hour လောက်အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်အော်ကျွန်တော်တို့ဘက်ကတိုင်းများများလိုချင်တဲ့ customer တွေအတွက်ဆိုရင်လည်းသူက pre-lay ချိတ်ဆက်ပြီးတော့အသုံးပြုမယ်ဆိုရင်အော် battery ကိုကျွန်တော်တို့16လုံးအထိအော် maximum ချိတ်ဆက်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲ design မှာဆိုရင်ကျွန်တော်တို့ဒီကျွန်တော်အရှိရဗီဒီယိုမှာပြောပြတာ 280h နဲ့အော်ကွဲပြားသွားတဲ့အချက်ကတော့ကျွန်တော်ဒီ သူမှဆိုတော့ဟိုအောက်ကပွေးတွေတော့မပါတော့ဘူးပေါ့နော်။အော်ဘိန်းတော့မပါတော့ဘူး။ဒါပေမဲ့နောက်မှဆိုရင်တော့ one mount တက်ဆင်မှုအတွက်အော် bracket တွေပါဝင်မယ်။အော်ဘေးကဒီဇိုင်းနေအကုန်တော့ဒီ 280h နဲ့အော်ပုံစံတူပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီဒီဘက်ရှမ်းမှာဆိုရင်ကျွန်တော်တို့ battery အတွက် on off switch ပါမယ်။ပြီးရင်ကျွန်တော်တို့ battery BMS ကို data read ဖို့အတွက်ကျွန်တော်တို့ USB port ပါမယ်။ပြီးရင်ကျွန်တော်တို့ inverter နဲ့ battery BMS communication အတွက် port ပါမယ်။ပြီးရင်ဒါကတော့ကျွန်တော်တို့ဒီ battery port အတွက် communication port တွေပါဝင်မှာဖြစ်ပါတယ်။ အရှိဘက်မျက်နှာစာမှာဆိုရင်သူ့ရဲ့ display အတွက်ကတော့ကျွန်တော်တို့ဒီ LED display နဲ့ဖော်ပြမှာဖြစ်ပြီးတော့ Bluetooth Wi-Fi အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဟောကျွန်တော်အထဲမှာဘလို့ဖွဲ့စည်းတိစောက်ထားရဲဆိုတာကိုတစ်ချက်ပြပေးပါမယ်။အဲကျွန်တော်အတွင်းမှာဆိုရင်တော့ဗောနအခုမြင်တွေ့ရတဲ့အတိုင်းပဲဗော။ဟောဘက်ထရီရဲ့ဆဲမှာဆိုရင်ကျွန်တော်တို့ဒီ IPD ဆဲကိုအသုံးပြုထားပြီးတော့အဲကျွန်တော်16ဆဲ16လုံးပေါင်ရမှာဖြစ်ပါတယ်။ဆဲ connection လုပ်တဲ့နေရာမှာဆိုရင်ကျွန်တော်လေဆာဝယ်ရင်ကိုအသုံးပြုထားပြီးတော့ အဲကျွန်တော်တို့ရှစ်လုံးတရဲစီ connection လောက်ထားရပဲဖြစ်ပါတယ်။အော်နော်ဒီရှစ်လုံးတရဲစီ connection လောက်ထားရအတားချက်ကတော့အကယ်၍ကျွန်တော်16 10လုံးကို connection လောက်ထားခဲ့မယ်ဆိုရင်အကယ်၍7လုံးလုံးက error ဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီအကုန်လုံးကိုဖြုတ်လဲရမှာဖြစ်ပြီးတော့နော်ဒီရှစ်လုံးတရဲ connection မှာဆိုရင်တော့အကယ်၍ကျွန်တော်10တခုကို error ဖြစ်သွားလို့ရှိရင်တော့ကျွန်တော်တို့ဒီ error ဖြစ်တဲ့ဘက်ချမ်းကိုပဲကျွန်တော်တို့အော်အလွယ်တကူလဲလှယ်ပြီးလို့ရနိုင်မှာဖြစ်ပါတယ်။အဲကျွန်တော်ဒီ battery termination အတွက်ဆိုရင်လည်းအထဲမှာကျွန်တော်တို့ဒီတတ်တုဘတ်စပါးတွေကိုအသုံးပြုလာပြီးတော့ ကျွန်တော်ဒီညမှာဆိုရင်လည်းကျွန်တော်ဒီဘက်ထရီအတွက် air circulation အတွက်နေရာဟိုကြကြဝဝရှိတာလည်းတွေ့ရမှာဖြစ်ပါတယ်။အပြင်ကျွန်တော်ဒီစားပြတ်သမားတွေအတွက်လည်းဟို space တစ်ခုလုံလုံလောက်လောက်ရတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟောအချက်အားဖြင့်ပြောရမယ်ဆိုတော့ကျွန်တော်ဒီဘက်ထရီကတော့ကျွန်တော်ဒီ9နှစ်ကို fully warranty ပေးတာဖြစ်တဲ့အတွက်လူကြီးမျိုးနေတဲ့ရွေးချယ်အသုံးပြုဖို့အတွက်တင့်လျော်တဲ့ဘက်ထရီလေးပဲဖြစ်ပါတယ်။အဲကျွန်တော်ဒီဘက်ထရီရဲ့အကြောင်းအမှန်ဖြစ်ဖြစ်တခြားလူကြီးမျိုးနေတဲ့သိရှိလိုတဲ့အကြောင်းအရာတွေကို ်ဟောမိမက်ကျင်နေဆိုရင်တော့ကျွန်တော်ဒီ video ရဲ့ comment မှာပဲဖြစ်ဖြစ်နော် page ရဲ့ chatbot မှာဖြစ်ဖြစ်ပေါ့နော်ဟောဝင်ရောက်ဆွေးနွေးပြီးတော့မိမက်နိုင်ပါတယ်ဟော video လေးကိုအဆုံးထိကြည့်ဖို့ပဲအတွက်လည်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်